ကောတောင်းမြို့အထကသုံးတွင်ကိုရန်ကျောင်းသားချင်းချင်းတေအောင်ရိုက်တက်မှုဖြစ်ပွား2025ခုနှစ်ဇွန်လ9ရက်နေ့ရကောတောင်းမြို့အေးရိတ်ငိမ်အထကသုံးစားတင်ကြောင်းမှာဖြစ်ပွားခဲ့တဲ့ဖြစ်တစ်ခုကလူတိုင်းကိုတုံ့လောက်ခြောက်ခြားစေခဲ့ပါတယ်။ဆရာမစာတင်ပေးချိန်စာတင်ခန်းထဲမှာပဲရပမာရန်ကျောင်းသားမောင်ပြဖြိုးမောင်ဟာစာရေးနေတော့သူ့နောက်ကနေ အတန်းပေါ်ကျော်မိုးဝင်းနဲ့လာပြည့်နိုင်ဆိုတဲ့ចောင်းသားနှစ်ယောက်က ပေါတူးရိုးနဲ့ခေါင်းကိုဝင်ရိုက်ခဲ့တာပါမျက်မျက်တွေ့ရှိသူတို့ဦးရဲ့ပြောကြားချက်အရတိုက်ခိုက်တဲ့ចောင်းသားနှစ်ယောက်ဟာကြိုတင်ကြံစီထားပုံရပါတယ်သူတို့ကဆီယာမဆီယာနဲ့တန်ရှင်ရေးလှုပ်ဖို့ဆိုပြီးပေါတူးရိုးကိုသွားငှားခဲ့ကြတယ်တဲ့ပြီးတော့အဲ့ဒီပေါတူးရိုးနဲ့တက်သားတုံနှစ်ချောင်းကိုစာသင်ခန်းအောက်မှာကြိုတင်ယူထားခဲ့ပြီးဆီယာမအလက်မှာ ဝင်ရောက်ရိုက်နှက်ခဲ့တာပါပေါ်ပြီးစိတ်မကောင်းစရာကောင်းတာကတော့အတန်းမိုင်ဆရာမက ပေါတူးရုပ်ဝတ်ထားတာကိုတိလျက်နဲ့တစ်သားဒုပ္ပါဆိုပြီးအလိုလိုအလိုပါဒိညာပေးခဲ့တယ်လို့လဲဆိုပါတယ်တိုက်တက်ကလေးတွေရဲ့မိဘတွေနဲ့အမတွေကလည်းတာဝန်ယူမှုမရှိပဲရိုင်းရိုင်းဆိုင်ဆိုင် ပြောဆိုခဲ့ကြရလို့မျက်မြင်သက်သေရပြောပါတယ်ရိုင်းနှက်မှုကလေးချက်လောက်ရှိပြီးတေအောင်ရိုင်းနှက်ချင်းဖြစ်ပါတယ်ဒီလိုဖြစ်ရတွေဟာ လူရောလူကောင်းလေးတွေမွေးထုတ်ပေးရမယ့်စာတင်ကြောင်းကြီးကနေအခုလိုရိုင်းဆိုင်တဲ့ကိစ္စတွေဖြစ်ကုန်တာကိုမြင်ရတော့ရှင်လေးစရာပါပဲ။ဂျိုင်းနဲ့ခံရတဲ့နဝမာရန်ចောင်းသားလေးဟာမြမပြည်ဆေးရုံတွေရလက်မခံလို့ထိုင်းဆေးရုံမှာကုသမှုခံယူခဲ့ရပါတယ်။ထိုင်းဆေးရုံတင်တဲ့အချိန်မှာဂျိုင်းနဲ့တဲ့ကလေးရဲ့မိဘတွေကကလေးတက်တာရင်ပြုလုပ်ခဲ့တဲ့တားငယ်အတွက်စဉ်းစားပေးမယ်လို့ပြောခဲ့ကြပြီ။တိုက်ခိုက်သူចောင်းသားရဲ့အမားတွေက ထိုင်းစေယုံကနတ်စမတွေကိုဘန်းငွေ1500သွားပြီးလက်ထိုးခဲ့လို့သိရပါတယ်။စာသူတို့တာဝန်ယူရမယ်ပြောခဲ့ပေမဲ့ကလေးရမတက်တာပဲစေယုံကစင်းလာရတယ်။ချင်းနေမကောင်းလို့ရန်ကုန်မှာသွားပြဖို့အခုလက်ရှိဘန်းငွေ9000ထပ်တောင်းခဲ့တယ်လို့ဆိုပါတယ်။ပြီးတော့ကလေးရအုံအောင်နဲ့အာယုံကြောင်းနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်လာရင်တာဝန်ယူပေးပါလို့လက်မှတ်ထိုးဖို့ပြောတဲ့အခါ လုံးဝမလာခဲ့ဘူးလို့သိရပါတယ်။ဒါကြောင့်ရဲဟိုတိုင်းလို့ရဲစခန်းရောက်တော့စခန်းကတခါလဲကိစ္စပြက်အောင်အပီးလုံးတဲ့နောက်ဆက်တွဲတွေအထိမလုံးနဲ့လို့ပြောလို့ပတ်နှစ်သိန်းတောင်းခဲ့ပါတယ်။ကုကျင်တဲ့နေရာမှာကုရမယ်လို့ပြောတာသူတို့ဘက်ကတော့ဒီမငွေ10သိန်းပဲပေးနိုင်ပါတယ်တဲ့။အဲ့ဒီပတ်နှစ်သိန်းမပေးနိုင်ပါဘူးတဲ့။ထောင်ကျခံမမဲ့ပြောပြီးရှင်းနေတွေခေါင်းနေတယ်လို့လည်းသိရပါတယ်။ အခုကလေးကတော့အိမ်ပြန်ရောက်နေပြီဖြစ်ပေမဲ့ခေါင်းကိုက်တယ်ဆိုပြီးညညဩနေတယ်ညဆိုရင် အိတ်မရဘူးလက်ဘင်းတွေနာတာတွေဖြစ်နေတော့မဲလို့ကလေးနဲ့ပတ်သက်ပြီးသိရှိထားသူတယောက်ကသတင်းပေးပို့ထားပါတယ်ဒီလိုမျိုးကြောင်းမက်ဖွယ်ကောင်းတဲ့ကြောင်းရင်းအကြံဖတ်မှုဟာမိဘတွေဆရာဆရာမတွေနဲ့လူအဖွဲ့အစည်းတစ်ခုလုံးအတွက်တာသမီကလေးငယ်တွေကိုဘယ်လိုပဲ့ပြင်ထင်ကြောင်ကြမလဲဆိုတော့ ကြီးမားတဲ့မေကွန်းကိုဖြစ်ပေါ်စေပါတယ်။ဒီအမှုရဲ့နောက်ဆက်တွဲဘလို့ဖြစ်လာမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရအောင်ပါ။